မင်္ဂလာပါခင်ဗျာကျွန်တော်ဆရာဟန်ဂျူရာဟင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီယာဒီတွင်တွေနဲ့ပတ်သက်ပြီးတော့ဗောနော်တလားစာဟောစတဲ့တွေကိုကျွန်တော်ဟောပြောပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာကရကယာဒီဘွားတလားစာဟောစတဲ့ဖြစ်ပါတယ်ခင်ဗျာသူကဒီအော်တိုဘာလ3ရက်နေ့ကနေအော်တိုဘာလ30ရက်နေ့ထိ ပေါ့နော်ဒီကရကက်ယာရီဘွားတွေရဲ့တလားစာဟောစင်းမ်းဖြစ်ပါတယ်ကရကက်ယာရီဘွားတွေသူကအရန်ကောင်းမွန်တဲ့လဖြစ်တယ်အောက်တိုဘာလကဒီစီးပွားရေးမှာရော လူမှုရေးမှာရောစတာကြီးအရန်ကောင်းမွန်ပါတယ်နော်ကိုမျော်လင့်ထားတာထက်အခါလေးကြာရင်ပို့ပြီးတော့အောင်မြင်သွားတတ်တယ်အာပြောရမယ်ဆိုရင်ဒီလမှာပေါ့နော် ပညာရေးနဲ့ပတ်သက်ပြီးတော့မြုပ်နှံတဲ့စီးပွားရေးကအလွန်ကောင်းမွန်တဲ့စီးပွားရေးဖြစ်တဲ့ကရကတ်ယာရီပွားတွေပါပေါ့နော်အလောက်ကိုင်းနဲ့ပတ်သက်ရင်လည်းဒီကုံထုပ်လုပ်ငန်းတွေမှာစတဲ့စီးပွားရေးတွေမှာအယောင်ဥွေပြုတ်လုတဲ့နေရာတွေမှာလုံးဝစီးပွားရေးနဲ့ပတ်သက်ပြီးတော့အကျိုးအမြတ်အများကြီးရရှိတတ်တယ်စီးပွားရေးနဲ့ပတ်သက်ရင်ဘာပဲလုပ်လို့အောင်မြင်နိုင်လဲဗျာပြောမှဆိုရင်ဘာပဲရောင်းရောင်းကုန်တယ်အခုပစ္စည်းတစ်ခုယူလာမယ်ထုတ်ရောင်းမယ်ထွက်တယ်စကားကို အများကြီးအများကြီးမပြောထိပဲနဲ့ရောင်းဝယ်ကောင်းမွန်တဲ့လာဖြစ်တယ်ဒီလာပြောမှဆိုရင်စီးပွားရေးနဲ့ပတ်သက်ရင်တော့ကာရကတ်ယာရီဘွားတွေကကောင်းမွန်တဲ့အနေအထားတစ်ခုရှိတယ်နော်လူမှုရေးနဲ့ပတ်သက်ရင်လည်းကာရကတ်ယာရီဘွားတွေကဒီလူမှုဆက်ဆံရေးမှာလည်းချီးမွန်ထောပနာပြုခြင်းခံရမယ်ရုံပိုင်းဆိုင်ရာအလုပ်လုပ်နေတဲ့လူတွေဆိုရင်လူကြီးတွေရဲ့ချီးမြှောက်ခြင်းခံရမယ်တိုးတက်တာတွေရာထူးတိုးတာတို့ ခုံတိုးတာလို့စတာတွေဖြစ်တတ်တယ်လာဖြစ်တယ်ဒီလာမှာပေါ့နော်ပြောမှဆိုရင်ကရကတ်ယာရီဘွားတွေကဒီအော်တိုဘာလတဲမှာအကောင်းဆုံးအထွတ်အထိပ်ကိုရောက်ရှိတဲ့လာဖြစ်တယ်အချစ်ရေးအိမ်တော်ရေးမှာလည်းဒီကရကတ်ယာရီဘွားတွေကမမျော်မှန်းထားတဲ့ပျော်ရွှင်မှုတွေရရှိတတ်တယ်အာတခါလေကြရင်မထင်မှတ်ထားတဲ့ခကြီးသွားရတတ်တာပေါ့နော်ချောင်းတာခကြီးသွားမှမထင်မှတ်ထားဘူးပေါ့နော်သို့တော့သွားဖြစ်သွားတာပေါ့မထင်မှတ်ဘဲနဲ့လည်း လမ်းခရီးတွေများတတ်တာပေါ့နော်ဒီကရကက်ယာရီဘွားတွေကပြောမှဆိုရင်တော့ဒီလထဲမှာသူတို့မှာစီးပွားရေးရောလူမှုရေးရောကျမ်းမာရေးကောအချစ်ရေးအိမ်ဆောင်ရေးစတာတွေကအော်တိုဘာလအကောင်းဆုံးလဖြစ်တဲ့အတွက်ဒီလတော့အတွင်းမှာသူတို့လှုပ်ချင်တာတွေလှုပ်လို့ရတယ်။သွားချင်တာတွေသွားလို့ရတယ်။ဘယ်အလုပ်ငန်းမဆိုလုပ်ငန်းတိုးချင်မလားအစ်စ်လောက်ကင်မလားပြောင်းရွှေ့မလားစတာတွေကိုလှုပ်လို့ကောင်းတဲ့ကာလ ကောင်းတဲ့လာဖြစ်တယ်သူ့အတွက်ရရရာကတော့ထူးထူးထူးတော့မရှိပါဘူးเนาะသို့တော့သူ့အတွက်ရရရာလေးလှုပ်ချင်တယ်ဆိုရင် ပေါ့เนาะဘာသာရေးကိုပို့ပြီးတော့ဖိလှုပ်ပေးပါစိတ်ကိုတည်ငြိမ်အောင်ထားပါเนาะဖရာတောက်တော်ရေကတ်တာဒါလဲတာစတာတွေတော့လှုပ်ရင်ပို့ပြီးတော့အောင်မြင်မှုတွေအောင်မြင်မှုတွေအလီလီအချင်းချင်းထပ်ပြီးတော့ပို့ပြီးတော့တိုးလာနိုင်တယ်ပေါ့เนาะဒါပို့ပြီးတော့ကောင်းမွန်သွားစေတာပေါ့เนาะ Myanmar star bazaar